အားလုံးမင်္ဂလာပါ Isrolek Channel နဲ့ကြိုဆိုလိုက်ပါတယ်ဟိုတနေ့ကအကိုတယောက်က comment မှာရေးထားပါတော့အ Beijing BIC Beijing A7 ကို review လေးလုပ်ပေးပါဆိုတော့ကျွန်တော်အခုလောလောဆယ်မှာကျွန်တော်ဒီ A7 ကိုလက်လက်မမီသေးဘူးနော် review လုပ်ပေးဖို့ကားလည်းမရှိသေးတဲ့အတွက်အဲ့ဟာလေးကိုတော့အဲကားကြီးပြပြီးတော့လုပ်တဲ့ဟာတော့တစ်ချက်လေးမလုပ်ပေးနိုင်သေးဘူးပေါ့နော်ဒါဒါပေမဲ့ဒီအကြောင်းအရာနဲ့ဆက်ဆက်တယ်ပေါ့နော်ဒီ vlog လေးက ကျွန်တော်ဒီရပိုင်းမှာစဉ်းစားနေရရှိတယ်အဲ့ဒါပါလဲဆိုတော့ကားလဲဖို့ပေါ့နော်အခုလို့ဆိုရကျွန်တော်က Taxan Hyundai Taxan 2020 SKD စီးနေတယ်အဲဒီဇယ်ပေါ့နော်2.0 liter CRDI engine နဲ့အဲ့ကားကိုကျွန်တော်လဲဖို့စဉ်းစားနေတယ်အဲ့တော့လဲဖို့ဆိုတော့တိတ်ပြီးဇီတန်းမများတဲ့ဒီကားနဲ့ပတ်ဝန်းကျင်မှာရှိတဲ့0 kg ကားတွေစဉ်းစားကြည့်တော့အဲကားတော်တော်များများထွက်လာတယ်ပေါ့နော်အဲဒီနေ့ကအဲ့ကားရဲ့အကြောင်းကိုပြောပြမိပါမှာ guide မှာတော့ ASM လည်းပါမှာပေါ့နော်ပထမဦးဆုံးကျွန်တော်အနေနဲ့ဒီ Texan 2.0 liter CRDI engine နဲ့အခုလက်ရှိ senior အကောင်အကြောင်းအရင်ဆုံး sharing လုပ်ပေးမှာပေါ့နော်ဒီကားကတော်တော်လေး suspension မိုင်းမှာမိုက်တယ် all wheel drive ပါတယ် dual aircon နဲ့ပဲမောင်းရတဲ့ fan မောင်းရတဲ့ feeling လည်းမိုက်တယ်ပေါ့နော်အဲကိုလက်ထဲမှာကားကစီစီပိုင်ပိုင်နဲ့ရှိတယ်အဲ CRI ပါညာလဲ chef ဖြစ်တယ်ပေါ့နော်တော်တော်လေးမိုက်တယ် ဒီကောင်မကအားနေချက်ဆိုလို့အင်ဂျီနီယာဘိုင်းပေါ့နော်အင်ဂျီနီယာဘိုင်းမှာကျွန်တော်တို့စီမမ်မိုရီဘာညာမပါတာပေါ့နော်အဓိကတော့အိုက်ဟာပါပဲကျန်တဲ့ဟာက ambient light တွေဘာညာကတော့ဒီနောက်ပိုင်းမှာထွက်လာတဲ့စနစ်တွေဆိုတော့ ambient light တွေမပါတာကတော့အရင်ကြီးမဟုတ်ဘူးတကယ်ကစီမမ်မိုရီမပါတဲ့ဟာလေးတော့နည်းနည်းလေးအဲမမိုက်ဘူးပေါ့နော်ဒါပေမဲ့ အဲစီမော်တာတွေတော့နှစ်ဖက်လုံးမှာတော့စီမော်တာပါတယ်ရှေ့ဘက်ထိုင်ကုန်တွေကလုံးစီမော်တာပါတယ်နောက်ဘက်ထိုင်ကုန်က20ဆင်းလောက်လန်လို့ရတဲ့အတွက်ဒါလေးတော့မစိုးဘူးနောက်ခံပါညာလည်းကျဲတယ်လက်ဂရုံးလည်းကျဲတယ်မောင်းရပါညာလည်းမိုက်တယ်အဲအခုခါကကျွန်တော်ကနှစ်နှစ်သုံးနှစ်လောက်စီးထားပြီးပြီဆိုတော့ကားကလဲခြင်းနေရပေါ့နော်အဲ့တော့နည်းနည်းလေးရွှာစီရွှာစီဖြစ်တယ်ဒီကားကိုကြိုက်လို့ဝယ်ထားပေမဲ့လဲပြီးတော့စီးနေတဲ့အားမျိုးဆိုတော့တနည်းနည်းလောက်စီးပြီးနည်းနည်းလေးရွရွရွာတာဖြစ်လာတဲ့အတွက် လဲမယ်ဆိုပြီးစဉ်းစားပြီးတော့ဒီဈေးထဲမှာရှိတဲ့ကားတွေကိုလိုက်ပြီးစဉ်းစားမိတယ်။အဲတော့ဒီကျွန်တော်တယောက်နဲ့တယောက်ကားစဉ်းစားပုံချင်းမတူမတူကြဘူးနော်ကျွန်တော်အနေနဲ့ SUV ကိုကြိုက်တယ် SUV ရဲ့မော်ဒယ်ဟာတော်တော်မိုက်တယ်ပေါ့နော်အဲတော့ SUV ရဲ့ကပဲပြန်ပြီးစဉ်းစားမိတယ်နောက် All wheel drive တို့ဂျူရယ်အဲကွန်တို့အဲအဲ့နှစ်ခုကိုတော့ကျွန်တော်စဉ်းစားမိတယ်တချို့ function တွေကတော့ကျွန်တော်အနေနဲ့အဲတုံပြစ်ချင်မှလည်းတုံပြစ်မယ်ပေါ့နော် ပါပဲမဲ့လည်းမတုံ့ပြန်တဲ့ function တွေလည်းရှိရဲအဲတော့အများကြီးတော့တခြားဟာတွေမစဉ်းစားဘူးကျွန်တော်အနေနဲ့ all wheel drive နဲ့ယူရဲအကွန်စဉ်းစားတယ်ဒါပေမဲ့ဒီစီးရန်မှာ0 kg ရန်မှာ all wheel drive ပါတဲ့ကားတစ်စီးမှမတွေ့ဘူးပေါ့နော်အဲ့ဒါတော့နည်းနည်းလေးဝန်းနေစရာပဲပေါ့နော်ယူရဲအကွန်ပါတဲ့ကားတွေရှိရဲဒါပေမဲ့ဒီစီးရန်နဲ့မှာတခြားကားတွေပေါ့နော်တခြားကားတွေလည်းရှိသေးတဲ့အတွက်ကျွန်တော် IC ရန်တွေကိုတစ်ချက် လေ့လာကြည့်ပါဘောနော်အဲ့တော့ပထမဆုံးစဉ်းစားမိတဲ့ဟာ A7 BIC Vision ရဲ့ A7 ဒီကောင်းရဲ့ရုပ်ထွက်ကအရင်ရုပ်ထွက်ထက်စာရင်တော့တော်တော်လေး aggressive ဆန်သွားတယ်ရုပ်ထွက်ပိုင်းလေးလည်းမဆိုးဘောနော်အတွင် interior ဘိုင်းကြီးကတော့ပြောစရာမလိုဘူးဘောနော်တော်တော်ကြီးအခုကားရဲမှာတော်တော်ကြီးမိုက်တဲ့ကားလို့ပြောလို့ရတယ် message seat တွေပါတယ် ventilated seat ဘောနော်အပူအေးရမယ်နောက်ကိုပိုင်းလောစီက queen seat နဲ့အဲ ခီဝေးသွားတဲ့လူတွေအတွက်တတောင်တတာထိုင်လို့ရမယ်။ဒါပေမဲ့တယောက်တည်းသမားတွေတော်တော့အိုက်ခုံကြီးကအလကားဖြစ်နေမှာပေါ့နော်။အဲဘယ်လိုဖြစ်ပါအဲဒီကားရဲ့ dimension ကလည်းနည်းနည်းကျွန်တော်အခု Texan ထက်စာရင်နည်းနည်းလေးကြီးမယ် dimension လေးနည်းနည်းပို့ပြီးကြီးသွားမယ်ပေါ့နော်။ horsepower က185လောက်ဆိုတဲ့အတွက် horsepower တော့မတိမ်မြိမ်ပဲ။ဒီကောင်1.5 liter 70cc နဲ့ထင်တယ်။အဲတော့ အမောင်းတဲ့ဟာလည်းမဆိုးဘူးလို့ပြောရပါတော့နော်အဲတော့ဒီကားကအင်တီးရပိုင်းကြီးနဲ့စဉ်းစားမယ်ဆိုရင် တော်တော်လေးစဉ်းစားတဲ့နဲ့ထင်မှာပါတဲ့ကားတော်တော်လေးမိုက်တယ်စီဒီ2000ဝန်းကျင်ပတ်ဝန်းကျင်မှာဒီကားကတော်တော်တန်တယ်လို့ပြောလို့ရတယ်ပေါ့နော်အဲတော့ဒီကားနဲ့ရှင်လို့ရမယ့်ကားတွေက CS75 ရှိမယ် CS ချန်ကန်ရဲ့ CS75 ဒီကောင်ကအင်တီးရပိုင်းမှာ A7 ကိုမရှင်နိုင်ဘူးဆိုပေမဲ့ fan to dry နဲ့မောင်းရတဲ့ feeling ကကြတော့ A7 ထက်တာတယ်လို့မောင်းမှုသူတိုင်းပြောကြတယ်ပေါ့နော်အဲ့တော့ဒီကောင်က1.5 liter 8 dct နဲ့အဲ့တော့အဲ highway ဘာညာမှာဆိုရင် CS75 ကတော်တော်လေးမောင်းလို့ကောင်းမဲ့အဲမှာပါဖို့များတယ်အဲ့လိုမျှော်လင့်ထားတယ် horsepower ချင်းကတော့တူတူပဲ185 185ပဲအဲကျန်တဲ့ဟာကတော့ရန်ကြီးသူ့ထဲမှာအများကြီး မပါဘူးနော် fashion ပါညမပါ jewelry အကုန်မပါဘူးအဲ့တော့မောင်းရတာကောင်းတဲ့ဟာဆိုရင်တော့ဒီ CS75 ကလည်းမဆိုးဘူး dimension ကလည်းဒီ A7 ထက်နည်းနည်းလေးသေးတယ်ဆိုပေမဲ့မီလီမီတာလောက်ပဲအရင်ကွာတာမျိုးမဟုတ်တဲ့အတွက်မဆိုးဘူးပေါ့နော်ဒီဟာလည်းကျွန်တော်တို့ရွေးချယ်လို့ရတဲ့အထက်မှာပါတယ်နောက်တစ်စီးက Jetdoor ရဲ့ A70 Plus ဒီကောင်းရဲ့ရုပ်ထွက်ကလည်းအခုအဲထွက်လာတဲ့ဟာကမဆိုးဘူးနော်ရုပ်ထွက်ကမဆိုးဘူးဒီကောင်းက1.5လီတာ6 DCT နဲ့ဆိုတော့အဲ Kia Spirit တော့နည်းတယ် Kia က6ချက်ထည့်ပဲဆိုတော့အတွက် Highway ဘာညာမှာနည်းနည်းလေးအင်းစဉ်းစားကြရပါတော့ဟော့စပါဝါက156ဆိုတဲ့အတွက်ဟော့စပါဝါတော့နည်းနေလို့ခံစားရတယ်။ကျန်တဲ့ safety features တွေအကုန်လုံးတော့ ပါတယ်ဗောနော panoramic roof တေကအစားတော်တော်လေး features တွေပါတယ်ဒါပေမဲ့ကျွန်တော်ရှာနေရဲ့ dual air ကတော့မပါဘူးအဲအဲ့ဟာလေးတော့ရှိတယ်ဒါပေမဲ့မဆိုးတော့မဆိုးဘောနော်ဒီကောင်လဲ A70 plus လဲရုပ်ထွက်ပိုင်းပါညာစဉ်းစားမယ်ဆိုရင်မဆိုးနောက်တစ်စီးက jet door ရဲ့ dashing dashing ကလည်း SUV လှလှထဲမှာပါတယ်ဗျရုပ်ထွက်ကြီးက aggressive တော်တော်ဆန်တယ်ကျွန်တော်အနေနဲ့တော့အဲ aggressive ဆန်တဲ့ရုပ်ထွက်ကိုကြိုက်တယ်ဗောနော်အဲတော့အဲ့ကောင်ကြီးကတော့မဆိုးဘူးသူကနည်းနည်းလေးတော့တေးမယ်၄500လောက်ပဲရှိမှာဗောနော်ဒီအရှိ lunch က dimension ကနည်းနည်းလေးတေးတယ် engine ကတော့ SMD plus နဲ့အတူတူလောက်ပဲဗောနော် SMD plus ကဩ SMD plus ကအာဒီ7 seater အဲ့တော့မိသားစုများများမိသားစုများတဲ့လူတွေတော့တော်တော်လေးအဆင်ပြေတယ် ဒါကဒစီရယ်နဲ့ SUV နေနဲ့အပြင်သွားတာပါညာ keyway byway ပါညာမှာ တော်တော်လေးအဆင်ပြေတဲ့ကားလို့ပြောလို့ရမယ်အဲ့တော့ dashing ကကျတော့ engine ကတော့အတူတူပဲထင်တယ်1.5 liter ပဲ 6dc dct နဲ့ပဲလာမယ် horsepower ကလည်း xmd plus နဲ့တိတ်မကွာဘူးဗောနော်အဲ့တော့အဲလူငယ်တွေလူငယ်လူငယ်သမားတွေဗောနော်မိသားစုမများဘူး family မများဘူး လူငယ်လူနေတဲ့လူတွေအတွက်ကတက်ရှင်ကစဉ်းစားတဲ့နဲ့ကားထဲမှာပါတယ်။ interior ပိုင်းကတက်ရှင်ရဲ့ interior ပိုင်းကိုကျွန်တော်ကပို့ပို့သဘောကြရတယ်။ဒီ A70 plus ဆိုင်တက်ရှင်ရဲ့ interior ပိုင်းကိုပို့သဘောကြရတယ်။အဲတကယ်လို့လူတော်တော်များများစမ်းကျင်တယ်။အကားလည်းအဟန်ကြီးကြီးမှလိုချင်တယ်ဆိုတော့ A90 plus ရေးစရာရှိသေးတယ်။ဒီကောင်ကတော့7 7 seater ပဲပေါ့နော်7ဒီကောင်7 seater ဒီ launch မှာလည်း dimension မှာလည်းတော်တော်ကြီးသွားပြီအဲ engine ကလည်း2.0 liter နဲ့ 7dc တည်းဖြစ်သွားပြီဆိုရတော့ဒီကောင်ကမစိုးဘူးနောက်ဒီကောင်ကကျွန်တော်ရှာနေရဲ့ dual aircon ပါတယ်အဲတော့ဒီဒါက internal combustion engine ကားရေပေါ့နော် internal internal combustion engine ကားရေအဲမှာကျွန်တော်ဒီကားရေစဉ်းစားမိတယ်နောက်တစ်ခုရှိသေးတာ best tune ပေါ့နော် best tune ရဲ့ D77 Pro လားမသိဘူးအဲ့ကောင်တော့ရှိသေးတယ်ဒီကောင်လေးကနည်းနည်းလေး သေးတယ်တော့ကျွန်တော်နည်းနည်းလေးဖြုတ်ထားတယ်ဗောနော်ဖြုတ်လိုက်ဆိုကျွန်တော်ကျွန်တော်နေနေနည်းနည်းသေးရလို့ခံစားရတယ်ဒက်ရှင်းနဲ့တော့တိတ်မကွာပါဘူးအဲ့တော့ကျွန်တော်နေနည်းဖြုတ်ထားတယ်ဒီကားလည်းစဉ်းစားစရာရှိတယ်ဗောနော်အကယ်၍လူငယ်လူငယ်ပိုင်းဆိုရင်ဒီကားနဲ့ဒက်ရှင်းနဲ့ကိုပို့ပြီးစဉ်းစားတဲ့လေလို့ထင်တယ်ဗောနော်မိသားစုမများဘူးအေးစေးလူငယ်ပိုင်းစီးချင်တယ်ဆိုရင်တော့ဒီနေ့စီကစဉ်းစားတဲ့ထဲမှာပါတယ်ဒါက internet commission engine ကားတွေပါ interior အမိုက်ဆုံးက ်ဘာဖြစ်မလဲဆိုတော့ Beijing ရဲ့ X7 နဲ့အဲ Jet Tour ရဲ့ X90 Plus fan to drive ဖြစ်ဖို့မောင်းလို့ကောင်းတာက CS75 Plus ဆိုတော့ကျွန်တော်ရေရနေနေခက်နေတယ်အဲ့တော့မိတ်ဆွေတို့ဘယ်လိုမြင်လဲဘယ်ကရွေးတဲ့လဲပေါ့နော်မိတ်ဆွေတို့ရဲ့အမြင်လေးတစ်ချက်လောက် sharing လုပ်ပေးသွားကြအောင်နောက်တစ်မျိုးကကျွန်တော်က EV လဲစီးကျင်သေးတယ်အဖြစ်လို့ဆိုစီးကျင်တာပေါ့နော်အဲ technology ဘိုင်းမှာစမ်းကြည့်ကျင်တယ်အဲ့တော့ EV စီးကျင်တယ် ပြီးပြီးစီးကြည့်ရင်တော့စဉ်းစားကြည့်တော့ဒီဈေးတန်းမှာကဘာရှိမလဲဆိုတော့ Alpha Alpha D5 ရှိတယ်။အဲ့ကောကျွန်တော်မြင်ခဲ့တဲ့အရင်ကတည်းကမြင်ခဲ့မြင်တော့သဘောကျရပါတော့။အဲ့ကောမထွက်ခင်မှာအဲဒီ Alpha S နဲ့ Alpha D နဲ့ပေါ့နော် FRD နဲ့ကလည်းမဆိုးရုပ်ထွက်ကဒီ FRD5 ကိုမှတ်မိဘူးဆိုပေမဲ့ fashion ဘိုင်းပါညာမှာတော်တော်ကြီးတာတယ်ပေါ့နော်။ဒါပေမဲ့ဈေးတန်းကလည်းတော်တော်ကြီးကွာတယ်။ ဲ့တော့ကျွန်တော်စဉ်းစားမိတာ FRT5 ကိုစဉ်းစားမိတယ်။ FRT5 ကအကျူရယ်အကွန်းပါတယ်။ဒါပေမဲ့ဒီကောင်က all wheel drive တော့မဖြစ်ဘူးဗျ။သူက single motor နဲ့ပဲ။ range ကတော့မစိုးဘူးပေါ့နော်။ဟုတ်ဒီ battery capacity က79.9လားမသိဘူး။79.9.2လားမသိဘူး။အဲ့လောက်တော့ရှိရတဲ့ range ပါညာလေးလေ။မစိုးဘူးလို့စဉ်းစားရတယ်ပေါ့နော်။ 800V architecture ပါတယ်။အကယ်၍နောက်ပိုင်းမှာ 800V ွင်းလို့ရမယ့်ဆွေရှင်နေတာရှိမယ်ဆိုရင်တော့ဒီကောင်ကမဆိုးဘူးနော်ချုပ်ပြီးစဉ်းစားထားတဲ့နဲ့ထဲမှာပါတယ်အဲ့တော့ဘာကရွေးပြစ်မလဲဘာလို့ဘာကရွေးမိမလဲတော့မသိသေးဘူးမိတ်ဆွေတို့ဘာလို့ထင်လဲမိတ်ဆွေတို့ရဲ့အတွေ့အကြုံလေးတွေမိတ်ဆွေတို့ရဲ့စီးနေတဲ့ကားတွေရဲ့ဒီကားတွေတဲ့ကစီးနေတာရှင်ကျွန်တော်ဦးအကောင်ကျိုးဆူချိုးလေးတွေကျွန်တော်ဦးတစ်ချက်လောက်မျှဝေပေးသွားကြပါဦးနောက်ကြတော့ဗာစီးတယ်လဲအကြံလေးပေးသွားကြပါဦး ကျွန်တော်ရဲ့ view လေးကိုအဆုံးထိကြည့်ပေးထားအားလုံးကျေးဇူးတင်ပါတယ်ဒါကတော့ knowledge sharing နဲ့အကိုစဉ်းစားမိတဲ့ဟာလေးကို sharing လုပ်ပေးခြင်းပါအဲ့တော့မိတ်ဆွေတို့အတွက်တစ်စုံတစ်ခုအကျိုးရှိခဲ့ရဆိုရင်တော့ like လေးလုပ်ခဲ့ပေးကြပါအဲတခြားမိတ်ဆွေတွေတည်အောင်လည်းမျှဝေပေးကြပါနောက် view မှာပြန်တွေ့ပါမယ်